အလုံးမဲမင်္ဂလာပါကျွန်မ channel ဒီကမနေ့ကမတင်ပြလိုက်ဘူးပေါ့နော်ဟိုဗုဒ္ဓဘုမကျော်လုံးပိုင်းလေးလာပေးဖို့အလုံးများနေတော့မတင်ပြတာပါဒီနေ့နှစ်ခုတပတ်စာရွေးကွက်တင်နဲ့ဒီ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 နှစ်ခုချိန်တည်လေးလာပေးခြင်းဖြစ်ပါတယ်ဗုဒ္ဓဘုမကျော်တာက3 3ပိုင်းဖြစ်ပါတယ်တပတ်စာအခွေရတော့1 1 2 5ဖြစ်ပါတယ်1ကို တကဟိုအပူတကယ်လို့ကြာရင်တစ်တစ်တို့ပေါ့နော်။အော်၃၃လေးလေးတို့ပေါ့နော်။အဲ့ဒါကြီးကောင်းပါလေအပူကဒီတစ်ပတ်ထဲမှာပါဝါရယ်အပူရယ်မျောတင်ထပ်ပါတယ်။အခုဒီတစ်ပတ်ထဲမှာကျမအကျိဆုံးကဏ္ဍလေးကတော့80ရယ်6လေးရယ်ဖြစ်ပါတယ်။ဥမွေကျော်လုံးပိုင်းလေးက3ပါ။တပတ်စာခွေလေးကတော့တစ်တစ်နှင်းကဖြစ်ပါတယ်။တပတ်စာမပြောက်ကဏ္ဍကခွန် 6893ဖြစ်ပါတယ်6893မှာတပတ်စာမပြောက်ကနန်းက6893ဖြစ်ပါတယ်ဒါလေးဒီကကလေးရေဒါလေးကတော့တပတ်စာကဘောနော်အော်ဒီလိုပြလို့နားမချုပ်ပါနဲ့ဒီကကလေးရေပဲဥသာပေးပြီးစော်တယ်ဆိုရင်ဒီကကလေးကိုရွေးပြီးဥသာပေးစော်ပါအဲ့လိုမှမဟုတ်ကိုယ့်ရဲ့ဝရရဝမ်းကျင်းနဲ့ တလုံးအပိုင်းရတဲ့ဆိုရင်ဒီထက်ကကဏန်းလေးတွေကိုရွေးထိုးပါကျွန်မဒီတစ်ပတ်ထက်မှကိုမျိုးလိမ့်မယ်လို့ထင်ပါတယ်။နောက်ပြီးတော့တပတ်စာပရိက္ခကိုလေး၃ချစ်ဖြစ်ပါတယ်။ဒီဒီပရိက္ခတွေလည်းသူကခွေထွက်တတ်တယ်ပေါ့နော်။စစောကစစောကမှအရင်ဘက်ကပြီးသွားတဲ့တပတ်စာမပြောက်ကဏန်း၆ောက်နှစ်၃ပါလေ၆ောက်၅နှစ်၃ဆိုပြီးထွက်သွားပါတယ်။ဒါကြောင့်မလို့ဒီတပတ် ဒီတပတ်မပြောက်ခဏငါငါလုံးဖြစ်ပါတယ်အဲ့ဒါကတော့9 8 9 3ဒီတက4လုံးကတော့ပိုင်သေးပါအာမခမတဲ့မပြောက်ပါဘူးတလုံးကတော့ပြောက်ပြောက်ကောင်းပြောက်နိုင်တယ်ပေါ့နော်ဒီခဏလေးရထွက်အစင်လိုက်ထွက်မှာပါဥပမာငါငါပြီးရင်ဒီဂျန်တဲ့ခဏလေးအစင်လိုက်ထွက်မှာကိုယ့်ရဲ့ရရဝမ်းချင်းနဲ့ဒီခဏလေးတွေနဲ့တွတ်တွတ်ထိုးပါတွတ်အဲ့လိုအစင်လိုက်ကလေးထွက်လေးရှိပါတယ် ီကက်ကလေးတည်းမှာကျမကြိုက်ဆုံးပြောမယ်ဆိုရင်60 98 3ပေါ့နော်အဲ့ဒါလေးကြိုက်ပါတယ်ခုံ6လေးကောင်းပါတယ်ဒီကလေးတော့အပေါ်ဆွဲတတ်တဲ့အကျင်လေးပေါ့နော်ဒါလေးရအပူဆိုရင်6လေးလေးလေး3ည3ညပတ်မရှုံးက6ပါတလောက်ပါပဲဒီတစ်ပတ်ကကျမနှစ်ကပ်ပေါင်းပြီးတော့တင်တာပါခါတိုင်းကတော့ ဒီကတ်နဲ့ဒီကတ်ကိုတရက်စီခွဲတွင်နဲ့မနေ့ကမအားလိုက်လို့ပါဒီဘက်လည်းမြန်မြန်မြန်ရကြပါစီ3 4ရဟူးမကျော်ဆိုမှတနင်္လာအင်္ဂါလာလေးရှိပါတယ်နော်ဒီတော့ပါပဲခြေတူတင်ပါတယ်